ရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပန်ရက်ရွာကိုစစ်အုပ်စုကဂျွန်လ9ရက်နေ့မှာလေတပ်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့မွန်းလယ်09:45မိနစ်မှာကော့ကရိတ်မြို့နယ်ပန်ရက်ရွာလေးကိုစစ်အုပ်စုကဂျက်ဖိုက်တာတစ်စီးနဲ့ကလပ်စတာပါဝင်ပေါင်300ဘုံးကို ၃ကြိမ်နဲ့ရှစ်လုံးကြဲကြတိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ကိုထူကိုထဖွင့်လစ်ထားတဲ့နေအိမ်ကျောင်းနဲ့ကွန်ကရစ်လမ်းမကြီးတွေမှာကြာကြာပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ဘုံကြားရိုက်ပေါက်ခွဲမှုကြောင့်ပထမတန်းတက်နေတဲ့၆နှစ်အရွယ်ကျောင်းသူ၇နှစ်အရွယ်ကျောင်းသားဒုတိယတန်းတက်နေတဲ့၈နှစ်အရွယ်ကျောင်းသူအသက်၄၀အရွယ်ကျောင်းဆရာမနဲ့ဘေးအိမ်မှာနေထိုင်တဲ့65နှစ်အရွယ်အမျိုးသားတို့တည်ဆုံခဲ့ကြတယ်လို့ UNG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ စကူတာခွင့်လုံလောက်စာမရတာကြောင့်တာယာဝတီအကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသားတကူကြာဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။လေကူးမြို့နယ်မှာ2021ခုနှစ်စက်တလပိုင်း10ရက်နေ့ကပုံမှန်50နဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်ချမှတ်ခံရတဲ့ကိုကျော်စိုးကြာဆုံးခဲ့တာပါ။ ကိုကျော်စုဟာတာယာဝရီအချင်းထောင်ထဲမှာဆေးကုသကွင်းလုံလောက်စွာမရခဲ့တာကြောင့်နှလုံးရောဂါသွေးတိုးရောဂါဝေဒနာတွေနဲ့2025ခုနှစ်မေလ23ရက်နေ့မှာတည်ဆုံးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကအချင်းထောင်တွေထဲမှာဆေးကုသကွင်းလုံလောက်စွာမရတာကြောင့်နိုင်ငံရေးအချင်းသားတွေအပါအဝင်အချင်းကျခံနေရသူတွေဟာယောဂါအခန်းတွေပုံမဆိုးရွားကတည်ဆုံးတဲ့အခြေအနေမဟုတ်ပဲအသက်ပေးရတဲ့အထိဖြစ်နေတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။ ဆေးကုသခွင့်လုံလောက်စွာမရတာကြောင့်2025ခုနှစ်ဇန်နဝါရီလကနေဇွန်လတရနေ့ထိထောင်တွင်းမှာတည်ဆုံခဲ့တဲ့နိုင်ငံရေးအကျဉ်းသား10ဦးထိရှိလာပြီလို့သိရပါဗျ။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမှုန်တိုင်းဝူတစ်ကြောင့်မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလာဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။အပူပိုင်းမှုန်တိုင်းဝူတစ်ဟာမနက်ဖြန်မှာတော့တရုတ်နိုင်ငံဟိုင်နန်းကျွန်းကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အပူပိုင်းမှုန်တိုင်းကြောင့်မနက်ဖြန်မနက်ထိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာနေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းထပ်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ကြံတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအနှံ့ပြားမှာတော့မိုးထစ်ချွန်းရွာပြီးရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ AR တိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ဒါအပြင်နေပြည်တော်မန္တလေးမကွေးဧရာဝတီတနင်္သာရီတိုင်းနဲ့ကရင်ချင်းရခိုင်ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာမိုးတိမ်တောင်တွေကြောင့်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချွန်ခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတိကျွေကြခြင်းတွေဖြစ်နိုင်တယ်လို့မိုးသလဌာနကဒီကနေ့မှထုတ်ပြန်ထားပါတယ်။